န်စီးပြိုင်သက်တွေအင်္ဂလန်နဲ့ဆာပီးယားပွဲကိုကြည့်လိုက်သေးလားအဲ့ဒီပွဲမှာဒါအိုရိုင်းလင်းအနေနဲ့တော်တော်လေးကိုမှခြေစွမ်းပြခဲ့တယ်ပြီးတော့မိနစ်60လုံးနဲ့ကန်သွားတာကိုလည်းဒါတွေ့ရတယ်ပေါ့နော်အခုချိန်မှာတော့ဒါ international ပွဲတွေကစားနေတဲ့အတွက်ကြောင့်မလို့ကလပ်ပွဲတွေနဲ့ပတ်သက်ပြီးတော့နားထားရတယ်ဒါပေမဲ့သတင်းတွေကတော့တက်နေသေးပဲအဲ့ဒီသတင်းတွေထဲမှာဝေးဖက်မြင့်သတင်းလေးကိုနည်းနည်းတော့ပြပြချင်တယ် ယ်ဝေးပြောချင်တာကတော့ဒါ online ကြောင်းကိုပြောချင်တယ်ပေါ့နော်အင်္ဂလန်နဲ့ဆာဗီးယားပွဲမှာဆိုရင်2-0ဆိုရရတဲ့အင်္ဂလန်ကဒါနိုင်သွားခဲ့တယ်အဲ့ဒီပွဲပြီးမှဆိုရင်လည်း online အနေနဲ့ကဒီပွဲပြီး interview မှာသူအနေနဲ့ပြောခဲ့တဲ့စကားလေးလည်းရှိရပေါ့နော်အဲ့ဒါလေးကိုအတူချုံးနေနဲ့ဝေးနည်းနည်းလောက်ပြောပြမယ်ပေါ့နော်အဲ့တော့ तू ကဘယ်လိုပြောခဲ့လဲဆိုရင်တော့သူ့ကိုသူဘယ်နောက်ခံလူနေရာအဖြစ်သူကတတ်မှတ်လိုက်ပြီလို့လည်းပြောထားတယ်ပြီးတော့ဘာကြောင့် तू အဲ့လိုမျိုးပြောတာလဲဆိုတော့ပြောမယ်ဆို online လေးကဒါကွင်းလေလူပေါ့နော်အာ Guardiola ကအသင်းရဲ့လိုအပ်ချက်ကြောင့် ူ့ကိုဒါဘယ်နောက်ကလူနေရာမှာဆင်းပြီးတော့ကစားခိုင်းခဲ့လားအဲ့လိုမျိုးနေရာပြောင်းပြီးတော့ကစားခိုင်းတဲ့အတွက်ကြောင့်မို့နီးပြခွာရီကိုလာအရင်ကျေးဇူးတင်တယ်ဆိုပြီးသူ့အနေနဲ့လည်းပြောထားရပါတော့ပြီးတော့မန်စီးတီးမှာပေါ်ထရခွင့်ရဖို့အတွက်သူ့အနေနဲ့အစွမ်းကိုကြိုးစားမယ်လို့လည်းပြောထားအောင်လေဒီလိုက်ရတယ်။ Orion နေနဲ့ဒီလိုခြေစွမ်းနေပြနေရဆိုရင်မဲကစားသမားအသစ်ဖြစ်တဲ့ Anori တက်ကတော့ဒါတရင်ဆိုလို့ပြောရမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ Anori ကဒါရာသီအစမှာသူ့အနေနဲ့ ပေါင်30တန်းနဲ့ရောက်လာခဲ့တယ်ပြီးတော့အော်ဂိုလာအကုံမှာသူ့အနေနဲ့ဒဏ်ရာရသွားတယ်ပေါ့နော်အခုဒဏ်ရာကပြန်ပြီးတော့တက်တာလာတယ်ဆိုပေမဲ့လည်းဒါအော်ရန်လိုအခုထိမကြော်နိုင်သေးတဲ့အတွက်ကြောင့်အရန်ခုမှာပဲထိုင်နေရတယ်ပေါ့နော်ဒါပေမဲ့ဒါလည်းဘလို့ပဲဖြစ်ဖြစ်ပါဒါဂွာယိုလာအတွက်ဘယ်နောက်ခံလူကဒါသူ့အနေနဲ့ခေါင်းခွဲနေရအခုတော့ အဖေရှာတွေဝိုင်းလိုဝေးရတော့ထင်မိတယ်။အဲရန်ကုန်မှာထိုင်နေနောက်တစ်တယောက်လည်းဝေးမြင်မိသေးတယ်။သူကတော့ rider ပေါ့နော်။အဲရာသီအစမှာပွဲအချို့နဲ့ခြေစမ်းပြနေတဲ့ rider ကို Rodrian မှာစက္ကန့်တူအဖြစ်တော်မင်းများညှော်လင်းခဲ့ရတယ်။ဒါဝေးကို၌လည်းညှော်လင်းခဲ့ရပေါ့နော်။ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်ဒီကိုကွန်ဆာလတ်ကပို့ပြီးတော့မိုက်နေရပေါ့ခြေစမ်းနဲ့ပို့ပြနေတဲ့အတွက်ကြောင့် rider အနေနဲ့ဒါရန်ကုန်မှာပဲရှိနေရတာပေါ့နော်။ အဲ့တော့ rider ကနေသားလမ်းမှာဆိုရင်သူ့အနေနဲ့အသင်းမှာရွေးချယ်ခံရတယ်ဆိုပေမဲ့သူ့အနေထားနဲ့ Man City ကတော့ဒါကျင်းနေစရာမဟုတ်ဘူးလို့တော့ဖြစ်နေတာပေါ့နော်အဲ့တော့ January မှာ rider နဲ့ Man City ကထွက်ပြီးထွက်မယ်ဆိုဆိုတဲ့သတင်းတွေကိုအင်္ဂလိပ်မီဒီယာတချို့ကနည်းနည်းလေးဖွာခဲ့တယ်ဒါပေမဲ့ကာယကရှင်ကိုနိုင်ကိုကအဲ့သတင်းကမှန်မှန်ကြောင်းပြီးတော့ Man City က Man City နဲ့သူနေရတာပျော်ရှင်ရောင်းနေ Man City မှာဒါအရေးရှိ အေးသွင်းအင်းရဲ့မြင့်နေပေါ့နော်ကစားသမားတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ဒါပွဲထွက်ခွင့်ရဖို့မလဲကြောင်းဒါပေမဲ့အဲဘလုံးရသည်အရှိကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကစားသမားတိုင်းကစားခွင့်ရလာမှာဖြစ်ကြောင်းနဲ့ပြီးတော့သူ့အနေနဲ့အဲဘယ်လိုပြောမလဲပွဲထွက်ခွင့်ရဖို့တဲ့စိတ်မပူကြောင်းသူ့အနေနဲ့ပြောခဲ့တာလည်းရှိခဲ့တယ်အဲ့တော့ဒါ rider နဲ့ anorie ကတော့အရန်ကုန်ပေါ်မှာထိုင်နေရတာကျင်းနေနေရဆိုပေမဲ့မကျင်းနေတဲ့ကစားသမားတယောက်ထပ်ပြီးတော့ရှိသေးတယ်သူကတော့ကိုသမား trouble ပေါ့နော်အဲ့တော့တော်တော်များများလဲဒါ mercedes ပရိသတ်တွေအနေနဲ့လည်းတိလိမ့်မယ်လို့ထင်တယ်ခုနောက်ပိုင်း truffle ကိုမမြင်ရနည်းနည်းတော့ကြာနေပေါ့နော်အဲ့တော့ truffle အနေနဲ့လည်းဒါကနည်းနည်းတော့ဖြစ်သင့်ပါတယ်ပြီးတော့နောက်တစ်ခု ်တွေးမိတာပါလဲဆိုတော့ Travel ကသူကအင်္ဂလန်အသင်းနဲ့တူတူသူအနေနဲ့ဒါကစားကျင်တာပေါ့နော်ကပဖလားကိုကစားကျင်တဲ့သူအာပြီးတော့အဲ့ဒါကြောင့်မို့လဲဒါ Man City အရန်ကုန်ပေါ်မှာထိုင်ရတာသူအနေနဲ့မကြင်မနဲ့ဖြစ်တာလဲပါမယ်ပေါ့နော်အဲ့တော့ Travel ကိုစပြီးတော့ဒါ Man City ရာသီအစတုန်းကခေါ်တော့ဆိုရင်ဒါ Man City ရော Newcastle အသင်းကပါအပြန်ခေါ်ခဲ့တာအဲ့မှာမှ Travel က Man City ကိုရွေးချယ်ခဲ့တာအဲ့တော့အခုဟာကဘလို့ဖြစ်နေလဲဆိုတော့အင်္ဂလန်လေးစင်အသင်းကနျူကာဆယ်ကိုသမားဖြစ်တဲ့ဒါနီပိုကို ါ truffle နဲ့ကြော်ပြီးတော့ရွေးချယ်သွားတယ်အဲ့ဒါကို truffle အနေနဲ့နည်းနည်းခုမှာပေါ့နော်အဲ့ဒါကြောင့်မို့လဲ truffle အနေနဲ့ဇန်နဝါရီမှာအသင်းပြောင်းဖို့တောင်းဆိုလိမ့်မယ်ဆိုပြီးတော့ roll up အနေနဲ့သတင်းတွေထွက်နေရပေါ့နော်အာဝိုင်းအနေနဲ့ပြောရမယ်ဆိုရင်တော့ truffle ပြောင်းတာမကောင်းကောင်းလားမကောင်းဘူးလားဆိုတော့ဘလိုပဲဖြစ်ဖြစ် truffle ကလည်းရှိဖို့လိုအပ်တယ်အဲ့ဒါကြောင့်မို့ဝိုင်းကတော့အများကြီးတော့မတွေ့ဘူးဒါပေမဲ့ roll up မန်စီးတီးအခြေအနေရဆိုရင်တော့ truffle ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတိတ်ပြီးတော့ထူးခြားနေတာမျိုးတော့မရှိနိုင်ဘူး ဒါပြင်ဦးမှာအီတာမီလာမှာတရားသူအင်္ဂါစာချုပ်နဲ့ချုပ်ထားတဲ့ ဒါအကန့်ကြီးရပေါ့နော်။အာမန်စီးတီးကိုသူ့အနေနဲ့ပြန်မလာဖို့ရန်ကိုင်းလို့များနေရဲဆိုတာကိုလည်းဝန်ခံခဲ့ရပေါ့နော်။အဲ့တော့ဒါအကန့်ကြီးရဲ့စာချုပ်ထဲမှာဆိုရင်တော့အင်တာမီလန်ကဒါစီးတီးရဲ့ချန်ပီယံဖြစ်ပြီးတော့အာအကန့်ကြီးအနေနဲ့စီးတီးရဲ့ဒါပွဲအားလုံးရဲ့90ရာခိုင်နှုန်းကစားခွင့်ရပြီဆိုရင်သူ့အနေနဲ့ကဒါပေါင်73တက်မှ3တက်နဲ့ခေါင်းနိုင်ရဲဆိုတဲ့အချက်ကလည်းပါဝင်နေရပေါ့နော်။အဲ့တော့ဒါပေမဲ့ကစားသမားကိုနိုင်ကမန်စီးတီးကိုပြန်မလာခြင်းမပြုမန်စီးတီးအနေနဲ့ကလည်းဖတ်တွေ့ထားဖို့ကလည်းရှိနေတဲ့အတွက်ကြောင့်မလို့သိကြတဲ့ လို့ပြောမယ်လက်လွတ်ဖို့ရာခိုင်နှုန်းကတော့များနေရပေါ့နော်အာဒါပေမဲ့အကန့်ကြီးအဲ့မှာပြောရတာလေးလည်းရှိသေးတယ်အကန့်ကြီးပြောတာတော့ကမစီးတီးရမထက်ခင်နောက်ဆုံးညမှာကသူ့အနေနဲ့တသိန်းလုံးကိုခေါ်ပြီးတော့နှုတ်ဆက်ညစာစားပြီးွားပြီးသူ့အနေနဲ့စိတ်ကောင်းမှုသစ်တင်နေမယ်ဆိုင်ကျင်နေဆိုပြီးတော့လည်းပြောထားသေးတယ်အဲ့တော့နောက်ဆုံးသတင်းပုတ်ဖြစ်တယ်ပေါ့နော်ဒါဇန်နဝါရီအပြောင်းရှိမှာ real madrid မှာနေရာမရဖြစ်နေတဲ့ ါရိုရီโกကိုဝါယိုလာအနေနဲ့မျက်စိကျနေရဆိုပြီးတော့ဒါဂျန်နယ်လီရိုမာနိုကပြောထားတဲ့သတင်းကလည်းရှိသေးရပါတော့အဲ့တော့ကြည့်လိုက်မယ်ဆိုရင်တော့ဒါရိုရီโกကဒီနှစ်လာလီဂါမှာဆိုရင်သူ့အနေနဲ့ နှစ်ပွဲပဲကစားထားတာပဲတွေ့ရတယ်အဲ့တော့သူအနေထားနေတော့ဒါဂျင်းနဲ့ဆီကတော့ကောင်းနေဘူးပေါ့နော်အဲ့တော့ရီယက်ကလည်းရိုဒီကိုပေါင်တန်း80လောက်ပေးမယ်ဆိုရင်သူတို့အနေနဲ့လက်လွတ်ဖို့လည်းရှိနေရပေါ့နော်ဝါယိုလောင်ကတော့ဇန်နဝါရီမှာလိုချင်တယ်ဒါပေမဲ့ဘုံဖွဲကတော့ဒါအသင်းရဲ့တစ်နှစ်တာပေါ့နော်အနေထားကိုပြန်ပြီးတော့သုံးသပ်ပြီးတော့မှခေါ်တဲ့မခေါ်တဲ့ကိုသူတို့အနေနဲ့ဆုံးဖြတ်မယ်ဆိုပြီးတော့တင်းနေရလဲထွက်နေရပေါ့နော် အဲအဲ့ဒါကတော့ခေါ်မှပဲတည်ရမှာကွာဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ရိုရီကိုကတကယ်လို့မက်ဆီဒီကိုရောက်လာမယ်ဆိုရင်တော့ဟာလန်နဲ့ရိုရီကိုလောကရှယ်ကြီးဖြစ်နေမှာအမှန်ပဲဒီနေ့မှတော့ဝေးကြီးကဒါအပြောင်းရွှေ့သတင်းလေးတွေကိုပြပြသွားတာပေါ့နော်အဲ့တော့အခုကြည့်နေတဲ့ပြည်တက်တွေအနေနဲ့လည်းတခြားအပြောင်းရွှေ့သတင်းတွေကြားလာပြီးတော့ဒီအခုအပြောင်းရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဆိုတော့အောက်ကကွန်မန့်ချက်လိုက်မှတ်မိပါပါ